ကိုသေးသွားတာတောင်ကိုမတိလိုက်ဘူးလို့ဘာကြီးရဲ့စတိုင်အတိုင်းအရင်မရှိဖြားမရှိ ဖုံးဝင်ပြီဆိုတာနဲ့ဘာမှမသိတဲ့အကြောင်းအရာနဲ့စဖွင့်လိုက်ပါတယ်။ငါတူကြီးအားရလားလို့ဆိုပြန်တော့တေးကြတယ်။ဘာကြီးမှာ ပြောစရာတွေတိတ်များနေပြီဆိုတဲ့တင်ကြတာပါ။အားရမအားဘူးဆိုတာကို ပြန်မပြောသေးခင်မှာပဲဘာကြီးကတန်းလှုပ်ပါတော့တယ်။ဟိုကောင်တွေကတော့ဘာကြီးကိုတေးသရင်သွင်းလိုက်ကြပြီတဲ့။ ဟိုကောင်လေးဆိုတာဘယ်သူမှမသိလေတော့ကိုစိတ်ကုန်းတဲ့ကိုဆွေမျိုးသားချင်းတယောက်ယောက်ကများအသက်80ကျော်ပြီဖြစ်တဲ့ဘာကြီးကိုစာမလာတဲ့ရင်မမေးနဲ့အဆက်တွေတွေဖြတ်ထားလို့ပြောနေသလားထင်မိပါတယ်။ဒါနဲ့ဟိုကောင်ဆိုတာဘဲကောင်ကြီးတုံးလို့မေးကြည့်မိတော့မအားလာနဲ့ငရေသားတတိုင်းလို့ဘာကြီးကပြန်ပြေတော့နဝေတိန်တောင်ဖြစ်ရပြန်ပါတယ်။တနေ့ကမင်းရဲ့ညီမဲစရင်သွားကြည့်တာဘာကြီးနာမည်မပါလို့ဘာကြီးတော့ တည်သွားပြီးလုံနေတာနဲ့ဒီကြောင်ခုမနဲ့လေးတင်မဲ့ကိုတိုင်သွားကြည့်တာတကယ်မပါလာလို့ဒီကောင်တွေဘာကြီးကိုတည်စရင်သွင်းလိုက်တာလို့ပြောတာအဲ့ဒါနဲ့ဘာကြီးကငါ့ကိုတည်စရင်မသွင်းကြပါနဲ့ကွာ ဆိုပြီးမဲပေးဖို့ပြန်ပြီးတော့ရှောက်လိုက်တာလားလို့မေးတော့ဝေးသေးကွာပျော်ပြီးတော့ပြန်လာတာပေါ့ဒင်းတို့ကိုလည်းဘာကြီးကတည်စရင်ထည့်ထားတာကြားပြီလေဘာမဲမှပြေးစရာအကြောင်းမရှိဘူးမဲစရင်တဲ့မှာပါတော့ မဲမပေးလို့ဆိုပြီးရန်လုလို့လည်းမရတော့ဘူးလို့ဘာကြီးကခက်ရှင်ရှင်ပဲပြန်ပြောပါတယ်။ဒါနဲ့ဘာကြီးရဲ့တူကျွန်တော်ညီဝမ်ခွဲကဟိုဆက်ဆက်ဒီဆက်ဆက်ကောင်းကဘာကြောင့်ကြောင့်မဲစရင်သွားကြည့်ရတာလဲလို့မေးကြည့်တော့အတင်းပြောအချောင်းကျင်လို့သွားကြည့်တာတဲ့။နားမလဲလို့ထပ်မေးကြည့်တော့ပပဆက်ဆက်မှားနေတဲ့မဲစရင်တွေကိုဖြွားကျင်လို့ပါတဲ့။မင်းကြီးကလည်းလူလေလက်ဖက်ရည်ဆိုင်မှာဆိုရင်ဘာမှမပြောဘူး။ အိမ်ရောက်မှအကောင့်တူတုံငူလောင်နဲ့ဂရုပေ့တွေထဲမှာမင်းစရင်မှားတာကိုဟာတာလုပ်ပြီးဖြွာတာလို့ဆိုကာဝမ်ခွဲညင်တင်ထားတဲ့ပို့တစ်ခုကိုပြပါတယ်မင်းစရင်လိုက်ောက်တဲ့စိန်ကောင်းလဲမပါဖာကောင်းလဲမပါအမကောင်းလဲမပါ80ကျော်ဆိုအကုန်သေးဒီနေ့အတွက် special menu ကကျွေမိတဲ့မင်းစရင်မှာရဲချင်းရင်သွားကြည့်တဲ့ကဲကြည်စမ်း နားလောက်ပေတဲ့ပြောင်မြောက်တဲ့ရေသားပို့ပိုင်ရှင်ကိုတီလို့ကတော့တခါတည်းရိုက်မသက်ရင်တောင်အ ਨੇ စုံ1010နှစ်တော့တန့်ချမဲ့ဘုံကွာအဲ့ဒီလိုဆက်ဆက်စုစုသမားတွေရဲ့အမှတ်ချက်အရဘာကြီးတို့တောမျိုးလေးမှာတောင်မဲစင်းရဲ့ရာဂိုင်းနှုံး40လောက်ကမှားနေတယ်လို့ဆိုပါတယ်ဘလောက်ထိကြောက်ကြရဲ့ဖြစ်နေတဲ့မဲစင်းလဲဆိုတော့မိသားစုတူတဲမှာတောင်လင်ကအမှတ်စဉ်30ဆိုရင်မယားကအမှတ်စဉ်150လောက်ရောက်နေတာတဲ့ မဲဇင်းသွားကြည့်တာကတော့ကြံ့ဖွက်နဲ့အပေါင်းပါတစုပေါ့ကွာတန်တာကတော့မဲဇင်းအခြေအနေသိရအောင် သွားဆက်စုတဲ့မင်းညီတို့လိုနည်းနည်းပါပါသွားတာတော့ပဲလို့ပါကြီးကစက်ပြောပါတယ်စိတ်ချရတဲ့တရင် ပြေတွေကို ကောက်လန့်ကြည့်တော့မဲဇင်းမှားတာတွေကတနိုင်ငံလုံးအနှံ့တောက်တောက်လဲမမဘူးဆိုရင်မဲဇင်းမဟုတ်တော့တဲ့အတိုင်းပါပဲတဲ့အတီမပြုတ်နိုင်တဲ့တရင်တရက်ကမွန်ပြည်နယ်မှာမယောင်းလိုက်ခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြီးသိန်းနာမည်တောင်မဲဇင်းတဲမပါလို့ ွက်ထိုးခွက်လန်ရေကြသည်ဆိုပဲ2015နဲ့2020ရွေးကောက်ပွဲတုန်းကလိုပြည်သူတွေတက်တက်ကြွကြွနဲ့မဲစရင်သွားကြည့်ကြမယ်ဆိုရင်ဘလောက်တောင်ပြောင်းဆန်နေအောင်မှားတာတွေကြားရမလဲမသိအခုတော့ပြည်သူတွေကဘူးဆိုဖယုံမသိအဲ့ဒီမဲစရင်ငါတို့နဲ့ဘာမှမဆိုင်လို့လေနံဓာတ်ထစ်မှတ်ထားကြတာပေါ့ဒါနဲ့ရန်ကုန်မြို့အခြေအနေသိရအောင်အသက်50ကျော်အရွယ်ရန်ကုန်မြို့ကြီးသားသငယ်ချင်းကို မယ်ဒရင်သွားကြည့်ဖြစ်သေးလားလို့လိုင်းမော်ကနေလှမ်းမိကြည့်တော့အငေါက်ခံရပါတယ်။ငါကတောက်ရေးတောက်ရလုပ်ပြီးဘာကိစ္စသွားကြည့်ရမှလဲတဲ့။သူကရက်ွက်အုတ်ချုပ်ရင်းမှုယုံနာမှနေသူမှုတခြားသူတွေရော လာကြည့်တာတွေ့သေးလားလို့ထပ်မိကြည့်တော့အဖက်လုပ်ပြီးဒေးကော့ဘန်းတဲ့သူတောင်မမြင်ဘူးလို့ငော့ထေပြီးပြောပါတယ်။ပထမမြောင်းလိုင်းခန့်တရားမဝင်ရွေးကောက်ပွဲကော်မရှင်စတင်ဘာ30ကနေအောက်တိုဘာ23အထိ ရကြည်အုပ်ချုပ်ရေးမှူးရုံးတွေမှာပထမအကြိမ်မဲဆင်းရင်ကတ်တယ်တဲ့ပြည်သူတွေမဲဆင်းရင်လာကြည့်ကြမှားနေရင်ဒါမှမဟုတ်မဲဆင်းရင်တဲ့မှာပါရင်တတ်မှတ်ပုံစံတိုင်းပြညာဖြည့်ကြပြီးရင်နိုဝင်ဘာကျနောက်ဆုံးအကြိမ်ထက်ကပ်မယ်ပေါ့ဒါပေမဲ့မဲဆင်းရင်ကတ်ကတ်ချင်းမှာပဲပြည်သူတွေကစောင့်နေထွင်းကလာကြည့်သူကတိတ်နေနေတော့အောက်တိုဘာ20ထိတပတ်ထက်တို့ကမဲဆင်းရင်ကတ်တဲ့အရက်ထက်တို့တော့ရောလာကြည့်သလားဆိုတော့ ရန်ကုန်အထူးပြုနေဦးတော်လန်ရေးစာမျက်နှာ Dragon Scout Network တာဝန်ရှိသူတို့ကရန်ကုန်မှာမဲစရင်လာကြည့်ဖို့ Loud Speaker နဲ့ Light Order တွေသာတိုးလာပြီးပြည်သူတွေကတော့အရင်တိုင်း Nova ပဲလို့သတင်းတပုတ်မှာပြောထားတာတွေ့ရပါတယ်။သွားမကြည့်ကြတော့မှားတာတွေကမှားတဲ့အတိုင်းမှားတာတွေမှန်သွားလို့လေပြည်သူတွေကတရားမဝင်ရွေးကောက်ပွဲကိုမဲသားထင်မှာမို့လား။ဒါကိုကြိုသိနေတဲ့စေယုတ်စု Lobby Channel တခုကမဲစရင်လာမကြည့်လေခယူးမဆိုင် မဲလာမထက်လဲရွေးကောက်ပွဲမပြတ်ဘူးလို့ကြောက်ကန်ကန်ကတွေ့ရပါတယ်။ဘသူကုံမှဂယုမဆိုင်လို့ပြောင်ပြောင်တင်းတင်းအာနာတိန်ထားတဲ့စစ်တပ်မဲစရင်လာမကြည့်တာလောက်ကရားယုံလောက်သာရှိမှာကတော့တေးကြပါတယ်။တကယ်လဲပြည်သူတွေမဲလာမထက်လို့ရွေးကောက်ပွဲမပြတ်ပါ။တရားမဝင်ရွေးကောက်ပွဲလုံးဝပြက်အောင်ဒေါ်လာရင်အင်အားစုဘက်ကဖြစ်နိုင်စွမ်းမရှိတာကလည်းအမှန်ပါ။တရားမဝင်ရွေးကောက်ပွဲမှာကြံ့ဖို့ပါတီသာပြောင်းလဲမရှိအနိုင်ရမှာလေ တေချာယုံတင်မကမရောက်နိုင်စိတ်ကြိုက်တရားမဝင်အစိုးရဖွဲ့အခုကလေးကလူသူရွေးချယ်ထားပြီးသားပါရွေးကောက်ပွဲပြီးရင်မရောက်နိုင်ပါပဲတရားမဝင်တမတဒါမှမဟုတ်တရားမဝင်တမတရဲ့အထက်တန်ဖဲမရှိနံပါတ်1ဆိုတာလေမြေကြီးလက်ခတ်မလွဲပါပဲတရားမဝင်ရွေးကောက်ပွဲဆိုတာအပေါ်ယံဟန်ပြလုပ်ငန်းစဉ်ပဲဆိုတာပြည်သူတွေကောင်းကောင်းသိပါတယ်ပြည်သူတွေကဒီရွေးကောက်ပွဲလွတ်လပ်ပါမလားညှတာပါမလားစောင့်ကြည့်မနေပါ အာနာသိမ့်ထားတဲ့စေုပ်စုမှာရွေးကောက်ပွဲလုပ်ခွင့်မရှိလို့ပြက်ပြက်သားသားနားလည်ထားပြီးတာပါ။ဒါကြောင့်မဲစရင်ကြည်ကြဆိုတော့ပြည်သူတွေကရာဇသံပေးလိုက်ပါတယ်။တရားမဝင်ရွေးကောက်ပွဲဆိုတာကိုပြည်သူတွေကအတန်တိတ်တပိတ်လို့ဖွင့်ဆိုကြမဲ့ပုံပါပဲခမညာ။ဟုတ်ကဲ့ဒါကတော့ဒီဝီမှာဖော်ပြထားတဲ့ဆောင်းမရှင်လင်းဆက်ငင်းချမ်းရဲ့ ဆောင်ပါလက်ရာဖြစ်ပါတယ်ခင်ဗျာ။